မင်္ဂလာပါခင်ဗျာဒီနေ့မှာလဲကျွန်တော် point looping အကြောင်းဝင်တော့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ဟို structure programming language မှာအဓိကအဖြစ်ကျွန်တော် looping တို့ connection တို့ဟိုသိရင်တော်တော်များများတို့ program တွေရေးလို့ရပါဒီနေ့မှာ looping ဆိုတာတော့ဘာလဲဆိုတာတော့ပြောချင်ပါ looping ဆိုတာကျွန်တော်ကုတ်တွေကိုထပ်ခါတလဲလဲလှုပ်ဆောင်ခြင်းတဲ့အခါမှာတော့အသုံးပြုတဲ့ instrument တစ်ခုဖြစ်ပါဟုတ်ပြီတော့ while loop ဆိုတာ ဘာလဲဆိုရင်နော် wine ဆိုတာမြန်မာလိုနော်ဓာတ်ရိုက်ဘာသာပြန်မယ်ဆိုတော့နော်အတော်တွင်းလို့နော်ဓာတ်ရိုက်အကြံဉာဏ်ဘာသာပြန်လို့ရပါနော်တတ်မှတ်ထားတဲ့အခြေအနေမှန်းနေတယ်ဆိုရင်မှန်းနေတယ်ဆိုရင်နော်လှုပ်ရှင်တဲ့ဆောင်ရွက်ရှင်တဲ့ programming code တွေကိုတစ်ခါတလေလေနော်လှုပ်ဆောင်စီမှာပဲဖြစ်ပါဒီနေရာမှာ wine loop ပြန်ဘာနဲ့တွဲသုံးလဲဆိုရင်နော် boolean expression တွေနဲ့နော်တွဲသုံးပါတယ် တော့ဘီဒီ why လူပင်ကိုတော့ reality မှာတော့ဘယ်နေရာမှာအသုံးပြုလဲဆိုရင်ဥမာအနေနဲ့တော့အော်ကွန်ပျူတာဂိမ်းတစ်ခုတော့မှာတော့ player တစ်ခုမရှုံးမချင်းဒါမှမဟုတ် player အသက်မသေးမချင်းဒါမှမဟုတ်သူ့ရဲ့တတ်မှတ်ထားတဲ့အမှတ်ကြံရှိနေတဲ့အတော်အတွင်းအမမို့ဒီအလောင်းကစားကိန်းဆိုရင်လည်းတော့ပတ်စံရှိနေတဲ့အတော်အတွင်း မှာတော့ဒီ game ကိုဆက်လက်ကစားနေဖို့အတွက်တော့ wine လူတွေကိုအသုံးပြုရပါတယ်။ဟုတ်ပြီနောက်ထပ်ဥပမာတော့နော်ဈေးဝယ်မယ်ဈေးဝယ်မယ်ဆိုရင်တော့ဝေဂျင်နာဝယ်ဖို့တော့ပတ်စံမကုန်မချင်းအဲဒါ wine ပတ်စံမကုန်မချင်းအစာစားမယ်ဆိုလည်းတော့ဘာတွေလုပ်မလဲဆိုရင်အစာမကုန်မချင်းဘိုင်းမပြည့်မချင်းစကားကြည့်မယ်ဆိုလဲစကားပြနေတဲ့အတော်အတွင်းမယ်နိုကြည့်နိုင်မှာပဲဖြစ်ပါတယ် ။ဟောဟုတ်ပြီ။ point လို့ကို Python programming မှာဘယ်လိုရေးမလဲဆိုရင်ကျွန်တော် point ဆိုတဲ့ keyword ကိုကျွန်တော်အသုံးပြုပြီးတော့ကျွန်တော်ရေးသားမှာပဲဖြစ်ပါတယ်။နောက်ပြီးကျတော့ while loop အောက်ကလှုပ်ဆောင်နေတဲ့ code တွေကိုကျွန်တော်ကသတ်မှတ်ထားတဲ့ indentation အတိုင်းကျွန်တော်တို့ကဥပမာတော့တက်ဆိုလဲတက် spacebar လေးချက်ဆိုလဲ spacebar လေးချက်ညီးနေအောင် လုပ်ပြီးတော့ကျွန်တော်တို့ကရေးသားမှာပဲဖြစ်ပါဟုတ်ပြီဒီဟာလေးတော့ဥပမာလေးတော့ပြလိုက်မယ် တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ဘာရေးချင်တာလဲဆိုရင်ကျွန်တော်ဒီမှာ hello ဆိုတဲ့ဟာလေးကိုတော့သုံးကထုတ်ချင်တယ်အဲ့ချိန်မှာကျွန်တော် and ဆိုပြီးတော့ပထမ0ထားလိုက်မယ် and ကို0ထားလိုက်ပြီးတော့ while ဆိုတဲ့ keyword ကိုတုံးပြီးတော့ non while loop ကိုတုံးမယ် and လေးကကျွန်တော်ကသုံးထပ်ငဲနေတဲ့အချိန်မှာကျွန်တော်ကမထွက်ချင်လဲဆိုရင် hello ဆိုပြီးတော့ကျွန်တော်ထွက်ချင်တယ်လို့ပြောမှာပြီးတော့ရင်ကျွန်တော် while ကမှန်းနေတဲ့အချိန်မှာပဲလှုပ်လှုပ်မှာ အဲ့ရတော့ကျွန်တော် တကယ်လို့သာအန်အုံညပဲဖြစ်နေတယ်ဆိုရင်အမြဲတမ်းမှန်နေတဲ့အတွက်သူကအမြဲတမ်းကြီးအလုပ်လုပ်နေတော့မှ program run ထားတဲ့အတော်အတွင်းအမြဲတမ်းကြီးအလုပ်လုပ်နေတော့မှအဲ့ program ကိုဘယ်တော့မှရောက်မှာမဟုတ်တော့ပါဟုတ်ပြီတော့အဲ့လေးတော့ဥပမာပြအားလိုက်မယ်ဟောဒီပိုင်းဆုံးဆိုပြီးတော့ run လိုက်မယ် exercise ကျွန်တော်ဘယ်လောက်တော့မှဆိုတော့96 96ဆိုပြီးတော့ကျွန်တော် run လိုက်မယ် run လိုက်တဲ့အချိန်မှာ hello လေးဆိုပြီးတော့အများကြီးထွက်တယ် program ကြီးက and program ကိုမရောက်တော့ပါဘူး and program ကိုမရောက်တော့အဲ့လိုအခြေအနေမှာတော့ windows ဆို control c နဲ့ကျွန်တော်ပိတ်လိုက်မယ်ဘာဖြစ်လို့မရောက်တော့လဲဆိုရင်ကျွန်တော်တို့ကအများရန်မှန်သွားလို့အဲ့အတွက်ကျွန်တော်တို့ကထုတ်ချင်တာသုံးမယ်ထုတ်ချင်တာသုံးခုပဲထုတ်ချင်တာအတွက်ကျွန်တော်တို့က connection ကိုဟိုပြောင်းပေးရမယ်ဘယ်ချိန်ဘလို့ပြောင်းမလဲဆိုသူ့ရဲ့ကိုရင်းမှာပဲကျွန်တော်ပြောင်းမှရမှာ1ရဲ့ကိုရင်းဥပမာကျွန်တော်အန်လေးကိုအန်အပေါင်း1လို့ရေးလိုက်ပြီဆိုရင် ျွန်တော်တို့ကတပတ်ပတ်လိုက်မယ်အန်လေးကတစ်တိုးသွားမယ်တစ်ခါလှုပ်လိုက်မယ်တစ်တိုးသွားမယ်ဒီအောက်ကဝိုင်းလေးကတပတ်ပတ်လိုက်တိုင်းကျွန်တော်အန်တစ်တိုးသွားမှာဖြစ်တဲ့အတွက်သုံးကပတ်ပြီးသွားရင်တော့သူကသုံးထပ်တော့မငယ်တော့ပါမငယ်တော့တဲ့အတွက်အလုံးမလုံးတော့ဘူး point ဘလို့ရအလုံးမလုပ်တော့ဘယ်မှာအမ်ပရိုဂရမ်ကိုတော့တို့ကရောက်သွားမှာဖြစ်ပါဟုတ်ပြီနော်ဒီပရိုဂရမ်လေးကိုတော့ run ကြည့်လိုက်ဟုတ်ပြီနော်ဒီမှာတို့ကြည့်ကြည့်လိုက်ပထမ ဒီဟလိုဘာဖြစ်လို့ထွက်လဲဆိုရင်ကျွန်တော်တို့ကအန်0မလို့ထွက်တာပါနောက်တစ်ခုတပတ်ပတ်သွားပြီဒီအန်ကဒီချိန်နေမှာတော့ဘလောက်ဖြစ်သွားလဲဆိုရင်ဟိုအန်ကဒီချိန်နေမှာ1ဖြစ်သွား1ကတုထငယ်သေးလားငယ်တယ်ငယ်တဲ့အတွက်အန်ကကျွန်တော်ဘလောက်ဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့0ကနေ1ချိန်နေမှာတော့1ပဲဖြစ်သွားမယ်1ဖြစ် အနော်ဒီချင်းနေမှာ no 1ပေါ့ sorry ဟိုဒီကောင်ကနောက်တစ်ချင်းနေအတွက်ဖြစ်တဲ့ no ဒီချင်းနေမှာကျွန်တော်တို့က1ဖြစ်နေတယ်ဒီမှာ2ဖြစ်နေမယ်ဒီမှာကျွန်တော်တို့ကဘလောက်ဖြစ်မလဲဆိုရင်ကျွန်တော်တို့က2လေးပဲဖြစ်နေမယ်ဒီမှာ3 3ဖြစ်တဲ့အတွက်ဒီအောက်ကိုသူကဆက်ဆင်းလို့မရတော့ပါဘာဖြစ်လို့လဲဆိုတော့အန်ကသုံးထန်ငယ်နေမှာသူကအလုံးလုံးမှာမလို့ဖြစ်ပါရဲ့အဲ့ဒါကြောင့်မလို့ဝိုင်းဘလော့ရပြီးသွားမယ်ထပ်ပြီးတော့ လဲမနေတော့ဘူးခဏခဏပတ်မနေတော့ဘူးအမ်ပရိုဂန်ကိုကြောက်သွားမယ်ဟုတ်ပြီဟုတ်ပြီတော့ဒီတစ်ခါမှာတော့ပရင့်တောင်မှာဝိုင်းထဲမှာအသုံးပြုလို့ရသေးတာပရင့်ရံပြောင်းမယ်ကျွန်တော် input ကိုအသုံးပြုမယ်ကီးဘုတ်ကနေကျွန်တော်တို့ရိုက်ထည့်မယ်ငါးခါရိုက်ထည့်ခြင်းဘယ်လိုလုပ်မလဲဆိုတော့ program လေးကိုတော့ကြည့်ကြည့်လားဝိုင်းလူကိုအသုံးပြုဟုတ်ပြီကျွန်တော်ဒီကောင်လေးကိုတော့ထုတ်လိုက် ဒီအချိန်မှာကျွန်တော်အန်ကိုဟို0လို့ပဲပေးလိုက်မယ်ပြီးတော့ရင်ပွားအန်ကကျွန်တော်9ကဖြစ်တဲ့တည်း9သူ့ကိုရေးလိုက်မယ်ပြီးတော့ရင်ကျွန်တော်ကအင်းကြိုက်ထည့်ခြင်းလားကြိုက်ထည့်ခြင်းနဲ့အဟိုပထမဦးဆုံးတော့အန်အန်လို့ပေးလိုက်မယ်ပြီးတော့ကျွန်တော်အင်ဂျီဂျာမျိုးသားရိုက်ထည့်မယ် import ဆိုပြီးတော့ရေးထည့်မယ်ပြီးတော့ရင်ကျွန်တော်ကဘာလေးပဲပြမလဲဆိုရင်ကျွန်တော်ဒီတင်ဂေတာလေးနဲ့ကျွန်တော်ရိုက်ထည့်မှာဖြစ်ပါ ရိုက်ထည့်ပြီးတဲ့ကနန်းလေးကိုကျွန်တော်ဘာပြန်ထုတ်ချင်လဲဆိုတော့ဘနခါထုတ်ပြီးဘဲအကျိန်မှာဘလောက်ဘဲအကျိန်မှာဘလောက်ဆိုတာကျွန်တော်သိဖို့အတွက်ကျွန်တော်ကဘလို့ရေးမလဲဆိုတော့ extreme လေးကိုအနုံသုံးပြဖို့အန်ကျိန်မြောက်မှာအန်ကျိန်မြောက်ကကျွန်တော်အန်ငါဒီတုံညာနဲ့ညီရဲ့အချိန်မှာကျွန်တော်ဘဲကနန်းရိုက်ထည့်လိုက်တယ်ဆိုတာကိုကျွန်တော်ကပြချင်တယ် ပြရင်လည်းအတော့ကျွန်တော်ဘလို့ပြမလဲဆိုရင်ဒီမှာဒီလိုချိန်မှာတော့ဘလောက်ရိုက်ထည့်လိုက်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ဘလို့ပြမလဲဆိုရင်တော့ရိုက်ထည့်လိုက်တဲ့အန်အန် S twin ကိုတော့တုံးပြီးတော့အန်အန်ဆိုပြီးတော့ရေးလိုက်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ program တော့ရေးပြီးသွားဒီအန်လေးကိုကျွန်တော်ချုပ်ပြီးသွားပြီလားမချုပ်ရသေးဘူးအဲ့ဒီတော့မချုပ်ရသေးတဲ့အတွက်ကျွန်တော်အန်အပေါင်း1ဆိုပြီးတော့ရေးလို့ရအန်အပေါင်း1ကဘာနဲ့တွားညီလဲဆိုရင်ကျွန်တော် ဘာနဲ့ညီရအန်ညီမြချင်းအန်အပေါင်း1နဲ့တူတူပါပဲကျွန်တော်သူ့ကိုကျွန်တော်အတူကောင်လေးကျွန်တော်ရေးလိုက်တာဆိုလိုချင်တာကအန်အပေါင်း1ကအန်ညီမြချင်းအန်အပေါင်း1အန်အပေါင်း1တော့ညီမြချင်းမှဆိုရင်ဘယ်တော့ဖြစ်ဖြစ်ဘယ်ဘက်ကဆက်လို့ညီမြချင်းရဲ့ညာဘက်ကပဲဆက်လို့တာအဲအကြောင်းမလို့ညာဘက်ကလုံဆောင်ပြီးမှအန်တန်မိုးကအစ်စ်ဖြတ်သွားဟုတ်ပြီကျွန်တော်ဒီ program လေးကိုတော့ run ကြည့်လိုက်အောင်ဟို program လေးကိုတော့ run ကြည့်လိုက်မယ် နော် program လေးတော့ဒီမှာတော့တွေ့လား start program ဆိုပြီးတော့လာပြီလာပြီးတဲ့အတွက် point လူနေရာရောက်သွားတယ်ရောက်သွားတဲ့အတွက် point လူရလှုပ်ဆောင်နေပြီပထမဘဲမှာပဲ input ဆိုပြီးတော့တော့ဒီမှာဒီအတန်းလေးနဲ့တော့လင်းနေဟုတ်ပြီကျွန်တော်တစ်ဆဲလို့ရေးလိုက်မယ်ဘာထွက်မလဲ and 0ချိန်မှာကျွန်တော်တစ်ဆဲရိုက်ထည့်လိုက်တယ်လို့တော့ဒီဘောအဲ့မှာတစ်ပတ်ပြီးသွားပြီတော့ပထမစသလာချင်းဒီကောင်တောင်းတယ်တောင်းတဲ့အတွက်ကျွန်တော်တစ်ဆဲထည့်လိုက်တယ်တစ်ဆဲထည့်လိုက်တဲ့အတွက်ပရင့်အလုံးလုံးသွားပြီ လုတ်သွားတဲ့အချိန်မှာလည်းအန်းအန်းဘာဖြစ်သွားလဲ1ဖြစ်သွားတယ်1ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့က print မထုတ်ထားတော့တိတိလားမတိဘူးမတိဘူးဆိုတော့ तू ကလည်းထုတ်မပြဘူးလေအပေါ်မှာမှန်းနေတဲ့အတွက် तू ကထတ်တောင်းတယ်မမြင်ရဘူးဒါပေမဲ့မှန်းနေတဲ့1ဖြစ်သွားတယ်1ကငါးထက်ငယ်သေးရဲ့အတွက်ဝိုင်းလူကတော့ထပ်ပြီးလုံးဟုတ်ပြီကျွန်တော်ဒါဆိုရင်ကျွန်တော်ဆက်နှစ်လို့ရိုက်လိုက်တယ်ဒါဆိုအန်တစ်မှာကျွန်တော်ဆက်နှစ်ရိုက်တယ်ဆိုတော့သဘောမျိုးဖြစ်ပါဟုတ်ပြီကျွန်တော်6ရိုက်လိုက်တယ် နှစ်ခါ၃ခါရှိသွားပြီ၉ရိုက်လိုက်တယ်၄ခါရှိသွားပြီနော်၅ရိုက်လိုက်တယ်နော်၅မဟုတ်ဘူးနော်73ရိုက်လိုက်တယ်ဆိုရင်နော်ဒီမှာအမ်ပရိုဂရမ်ဆိုပြီးပေါ်ပေါ်သွားပါတယ်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်0 1 2 3 4ဒီ4ဖြစ်တဲ့အချိန်မှာဒီနားလေးမှာတကယ်တမ်းတော့အန်ကဘလောက်ဖြစ်သွား5ဖြစ်သွား5ဖြစ်တဲ့အတွက် तू ကထပ်ဆယ်သေးငါးငါးတန်ငယ်လားမငယ်တော့ မငယ်တဲ့အတွက် तू ကအလုံးမလုံးတော့ဒီအန်လေးရဲ့နေရာမှာ तू ရဲ့မမြင်ပွေတဲ့နောက်ွယ်မှာဒီအန်အပေါင်း1လေးရဒီကောင်လေးတွေပါဒီကောင်လေးရဆိုတော့ဒါဆိုပါဖြစ်မလဲ၄၃၂၁တဆိုပြီးတော့ဖြစ်မှာပါဒီအန်1ဖြစ်နေတဲ့အတွက်ဒီကောင်ကလှုပ်ဆောင်တာပါဒီကောင်ကြိုပြီးတော့ तू ကတွက်လိုက်တယ်နောက်ဆုံးမှအန်တန်မိုးကပြောင်းသွားဒါပေမဲ့မမြင်အောင်မြင်ရတာဒီ0လေးတွေပါပဲ ဒီလိုလေးပါမှန်းနေတဲ့အတွက်ဖြစ်ဖြစ်ပါနော်ဒါကတော့နော်ဝိုင်းလူရဲ့လောက်ဆောင်ပုံမှာနောက်နေ့မှလည်းကျွန်တော်ဒီဝိုင်းလူအကြောင်းကိုပဲနော်ထပ်ပြီးတော့နော်ဆွေးနွေးသွားမှာပဲဖြစ်ပါနော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့အဲ့လောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ